အားလုံးပဲမင်္ဂလာပါရှင်နန်းတစေ channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့အလင်းရိပ်ပါဆရာတင်နိုင်တိုးရဲ့အပူပိုင်းဒေတာဤ OAZ ပုတ်ပါဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင် အပူပိုင်းဒေတာဤ OAZ ပုတ်ပါ အပိုင်း၄ တောင်ကလက်ထက်စီသူပုပ်ပါတောင်ကလက်သည်အမြင့်ပေ2418ပေရှိပြီးမတ်ဆောက်လွန်လာသဖြင့်ရှေးခေတ်အခါကအလွယ်တကူမတက်ရောက်နိုင်ခဲ့ကြပေဖိုးတန်ဆေးပင်ဂမုံးပင်များမှာတောင်ထိပ်ပေါ်၌သာ ပေါရောက်သည်ဟုယုံကြည်ကြသည့်အလျောက်ရှေးခေတ်ကပင် တောင်ကလက်ပေါ်သို့တက်ရောက်နိုင်ရန်ကြိုးပမ်းခဲ့ကြ၏ မရှိမဖြစ်လိုအပ်သောဆေးပင်များကိုရယူလိုသူတို့မှာတောင်ထိပ်အနောက်တောင်ထောင်စွန်းတွင် ပေါက်ရောက်နေသည့်ຫນွယ်ငန်းပင်ကြီးကို အမိပြု၍တောင်ထိပ်သို့တက်ကြရသည်ဆို၏ຫນွယ်ငန်းပင်ကြီး၏အကြောင်းမှာဒန္နာယီဆန်လှပြီးတပတ်တစ်ကြိမ်တက်ရှိသတ္တဝါကဲ့သို့ရေတောက်ဆင်းလေရှိသည်ဆိုပါသည်ဤသို့ဆိုစေကမူကိုလိုနီခေတ်ဦးကာလအထိ ပုတ်ပါတောင်ကလတ်တို့လူသူအရောက်အပေါက်နေခဲ့ကြသည်နောက်ပိုင်းတွင်သာ လူဝိကြောင်များယသိယဟန်းများဖိုးသူတော်တာမနေသီလရှင်များစသဖြင့်တရားဘာဝနာ အားထုတ်ရန်တစားတစားလာရောက်နေထိုင်ခဲ့ကြလေသည်1920ခုနှစ်ခန့်တွင်မှ တောင်ကလတ်ထိပ်သို့တက်ရောက်နိုင်ရန်ဂောပကလူကြီးဦးတာတင်ဆိုသူကလမ်းစတင်ရှင်လင်းခုတ်ထွင်ခဲ့လေသည် ထို့နောက်ရသေးကြီးဥခန်းဤရောက်ရှိလာပြီးသောအခါတောင်ကလတ်ထက်သို့တက်ရောက်ရာလမ်းကိုပုံမအစဉ်ပြေမှုရှိစေရန် ဆောင်ရွက်ခဲ့ပါသည်ရသေးကြီးဥခန်းဤသည်တန်လီကားထက်နေရာများကို အစားထိုးပြုပြင်ပေးခဲ့၏ ယခုအခါပုပ်ပါတောင်ကလတ်ထက်စီတို့ လေကတိ989ထက်ကိုဖြတ်ကျော်ကအလွဲတကူတက်ရောက်နိုင်ကြပြီဖြစ်ပါသည်ဖျားဘူးခီးသွားတို့အနေဖြင့်တောင်ကလတ်ထက်စီတို့တက်ရောက်ဖူးမြော်ကြရာတွင်ဇောင်းတန်းအတက်လန်းတလျှောက်အစာတောင်းနေသောမြောက်များကို တွေ့မြင်နိုင်ပေသည်ထို့ပြင်အနီးဝန်းကျင်ကျေးရွာများမှမြောက်အစာလာရောက်ရောင်းချသောဈေးတွေများကိုတွေ့ရှိရ၏လန်ခီးတွင် ဈေးဆိုင်တန်းများကိုလည်းတွေ့ရှိရပြီးပုပ်ပားရောက်အမတ်တရလွယ်အိတ်ကလေးများဈေးဘက်ဝင်အပင်များတိ့ဥတိ့ဖူများကစားစရာရုပ်ကလေးများကိုဝယ်ယူနိုင်ကြပေသည်နတ်နံဓာတ်နံများ ပုပ်ပါတောင်ကလပ်အခြေသို့ ရောက်ရှိသည်နှင့်ရိုးရာနက်နန်းများကိုတွေ့ရှိရပေလိမ့်မည်။ဘဘဲမောင်တင့်တဲနယုံမှာအချင်းငါးပေခွဲရှိပြီး လက်ရဘတ်မှမိုးကြိုးသွားလက်ဝဲမှ မုတ်စိတ်ကိုကင်ထားသော ပုံထုလုပ်ထားရှိပါသည်။သို့သောနမတော်နယုံကိုမူစကလုံးတွင် ရွှေဖြင့်ရေးနှိပ်ထားခြင်းမျှသာဖြစ်သည်ဆို၏။ ကြံပုတ်ပါမေတော်နတ်နံအဘဘိုးမင်းကောင်ရုတ်ထုကြားရုတ်ထုကြီးများစသဖြင့်လဲစုံလင်စွာ တွေ့မြင်နိုင်ပါသည်တောင်ကလက်သို့ တက်ရာလမ်းဘေးဝဲရာတစ်လျှောက်တွင်လဲဓာတ်နံနတ်နံများကို တွေ့မြင်နိုင်သေး၏ယုံကြည်သူတို့ကငပြောပွဲ အုံပွဲများဖြင့်ပူဇော်ပါသကြသည် လူရာစုကိုတောင်းကြသည်အဘဘိုးမင်းကောင်ထွက်ရပေါက်သည့်နေ့ဟုမှတ်ယူကြသည့်နှစ်စဉ်တော်သလင်းလားပြေကျော်နှစ်ရက်နေ့မတိုင်မီနှစ်ရက်အလိုခန့်တွင်မြမပြီးရရက်မှရာပေါင်းများစွာသောပရိသတ်များပုတ်ပါတောင်ကလတ်သို့စုဝေးရောက်ရှိလာကြသည် ထို့နောက်ယောဂီယောင်အဖြူယောင်ဝိစုံများကိုဝစ်စင်လျက်နီးဆက်ရာဖုံးတော်ကြီးကျောင်းယသိယောဂီကျောင်းများ၌တဲခိုကတိလဆောက်တီကြလျက်အဋ္ဌိထံဝင်ကြသည် တော်သလင်းလာပြေကျော်နှစ်ရက်နေသို့ရောက်ရှိသောအခါငပြောပွဲ အုံပွဲတို့ဖြင့်အဘဘိုးမင်းကောင်အမှုပြုသော ထွက်ရပောက်ပုပ်ကိုများအားပူဇော်ကြတော့ပတာကြလေသည်ဤသည်မှာနှစ်စဉ်ကျင်းပမြဲဖြစ်သောရိုးရာအစဉ်လာပွဲတော်တရက်ပင်ဖြစ်လေသည်ဘာသာရေးအဆောက်အအုံများတောင်ကလက်ထက်တွင်ပြည်လုံးချမ်းသာစေသည်ထီးသုံးစင်စေသည်စသည့်ဇေဒီတော်များကိုတီထားကိုးကွယ်ခဲ့ကြ၏ ဗုဒ္ဓဝေယဝိဇ္ဇများကိုလှုပ်ဆောင်နိုင်ရန်အတွက်ပုပ်ပါမျိုးဂောပကအဖွဲ့နာယကဆရာတော်ကြီးများဖြစ်ကြသောဂိုင်းထောက်ဆရာတော်ဦးတော်နာမြောက်ကျောင်းဆရာတော်ဦးယူခန်အုတ်ကျောင်းဆရာတော်ဦးတိတ်သားတို့ကပုပ်ပါမျိုးမှ သမားတော်ကြီးဦးရွှေစိုးဤသားဦးတာရင်ကိုဂောပကလူကြီးအဖြစ်တာဝန်ပေးခဲ့ကြ၏ထို့ဖြင့်ဦးတာတင်သည်၃မတ် 1920ခုနှစ်မှစတင်ကတောင်ကလက်တွင်နေထိုင်လျက်ဗုဒ္ဓဝေယဝိဆများကိုလှုပ်ဆောင်ခဲ့လေသည်1921ခုနှစ်တွင်ကျိုက်ထီယိုးဆရာလေးဥပန်းအေးကဥတာတင်ဤခွင့်ပြုချက်ဖြင့်တောင်ကလက်ထ၌ဇေဒီတော်တယံပနတ်ချဤ3ဒီဇင်ဘာ1924ခုနှစ်တွင် မောနီယာကိုတော်အမှုပြုသောအဖွဲ့ကအမြင့်78ပေရှိသောတကွန်တိုင်ကို စိုက်ထူခဲ့ကြသည် 25စက်တင်ဘာ1929ခုနှစ်တွင်ထီးသုံးဆင့်ဇေဒီတော်စတင်တည်ရန်အုတ်သေးကြောက်တို့ကိုရက်ရွာလူထုကလှုပ်အားပေးကုသိုလ်ယူလျက်တောင်ကလက်ထက်သို့တင်ပို့ပေးကြ၏တို့ဖြင့်ရှေးခေတ်အခါကဝိဇာဇော်ကြီးတို့ဥစွာဆေးကျိတ်ခဲ့ကြသည့်ဆေးကြောက်ပြင်ကိုဌာပနာပြုကဇေဒီတော်တည်ကြလေသည် 23မေ1928ခုနှစ်တွင်ထီးသုံးဆင့်စီဒီကို ပုပ်ပါဆရာတော်ကြီး3ပါးနှင့်ဂောပကလူကြီး5ဦးတို့ကကြီးကျက်လျက်မလိုင်မြို့မှပယံဆရာနှင့်10ဦးတို့တည်ခဲ့ကြရာစနစ်ဒီဇင်ဘာ1928ခုနှစ်ပြီးစီးပါသည် ထိုနှစ်တွင်ပင်ထီးတော်တလက်ကိုဝင်ထောက်ဦးတိုးချစ်ကစတင်လှူဒန်းခဲ့၏ထို့နောက်ဒုတိယထီးတော်ကို6ရက်9လ 1930ခုနှစ်တွင်ရန်ကုန်မြို့ ကိုထက်ကြီးဖျားထရက်ကဦးကျော်ကလူတန်းရာပုပ်ပါမျိုးတကြီးဦးဖေတင့်ဦးဆောင်သောအဖွဲကတင်လှူခဲ့ကြသည်တတိယအထီတော်ကိုမူ9ရက်4လ1933ခုနှစ်တွင်ဓားပိန်မျိုးမရထားဝင်ထောက်ဦးစံဖေကလူတန်းခဲ့၏ဇေဒီကလက်ထက်၌ခေါင်းလောင်းများလူတန်းကြရာတွင်တစ် 28နှစ်1959မိထီလာဗဒိန်တန်းမှဦးစံငိမ်းသားအင်ဂျင်နီယာဥပအောင် plus ဒေါ်အောင်မြမြေဦးခင်မောင်အောင်ကောင်းမှုနှစ်73 9 1959ရန်ကုန်မြို့လှဲတန်းမှဒေါ်မြမေနှင့်ဦးပွင့်ကောင်းဒေါ်ခင်နွဲ့ရီသားသမီးတစုကောင်းမှုကြေးချိန်တရာပိတ်သား၃ ခုနှစ်1963ဆရာတော်ဥပရမဝိနဒိဋ္ဌိကြီးမှု၍မိုးကုတ်ကြက်ပြင်ရွာမှကောင်းမှု၄၄1963ရန်ကုန်မြို့တင်ငန်းကျွန်း၄000ကံလန်းရွှင်းသာကျိုးဆက်အမိဒေါ်ကျွေအမှုပြု၍တာဥလာတင်ဒေါ်ကျင်မိသားစုကောင်းမှုဟူ၍တွေ့ရှိရ၏ဝိဇာတို့မွေလျော်ရာပုပ်ပါတောင်တွင်ဝိဇာဇော်ကြီးတို့နေထိုင်လျက်အထက် လန်ထွက်ရပောက်ကျင့်စဉ်များကိုကျင့်ကြံအားထုတ်ခဲ့ကြကြောင်းအဆိုရှိကြလေသည်ယင်းတို့ထွက်ရပောက်ကျင့်စဉ်များကိုကျင့်ကြံအားထုတ်လျက်ထွက်ရပောက်သွားကြသူများကိုလည်းအစဉ်လာမှတ်သားထားကြသည်ကိုတွေ့ရှိရ၏ရှင်တာရဒယသိသည်ပုပ်ပါတောင်ကလပ်၏အနောက်တောင်ဘက်ရှိ ထောက်ရှာယိုအထက်နားတွင်နေထိုင်ခဲ့ဘူးသည်ဆို၏၎င်းရှင်ယသိသည် တောက်ရှာဟူသောအသုံးဆောင်ပရိခယာကိုစတင်ဆောင်းသောယတိဟူ၍မှတ်ယူကြသည်ရှင်ယတိသည်ສຸລະກັນດາຣີລ້ານສင်ကိုໂຈບັນອ້າທົ່ວຍင်ພູທູເຂດີສູບາດີຍတိຈີອີມຍົກນັນຖ້າຊິຍາລົງຕົງລົງອະນັດອະທັດຊົງລົງຫມະຕະດາປຍາကိုຕອງກະແລະອະນောက်ຕອງບັດຕະດາຊິນລົງງາ ၃လတစ်ကြိမ်လာရောက်စားတက်ကြောင်းလဲယုံကြည်ကြ၏။ဆရာတော်ဦးစန္ဒဇောတိအစရှိသောအထက်ဆရာတော်ကြီး၄ပါးသည်တောင်ကလက်အရှေ့မြောက်ဖက်အိမ်ဖြူရေထွက်အနီးကြောက်ဖြာထက်၌တရားအားထုတ်ရင်းထွေရပေါက်သည်ဟုဆိုကြပါသည်၎င်းဆရာတော်နှင့်ပတ်သက်၍အမှတ်အသားများစွာမတွေ့ရှိရပါရေထွက်၏အရှိတ်အမြင့်ဆုံးသောကြောက်ဖြာကြီးထက်၌သာတရားအားထုတ်ကြောင်းဆိုစမှတ်ပြုကြ၏အရှင် မေဇနိယယတိတီကပုပ္ပါတောင်ကလတ်တို့အမြဲလာရောက်သတင်းသုံးကထွက်ရက်လန်းကိုကျိုးပန်းအားထုတ်အောင်မြင်သူဟုအဆိုရှိလေသည်ယတိကြီးသည်ရှော်တော်ရွာမြောက်ဖက်ဥမင်အတွင်း၌သတင်းသုံးလေးလည်းရှိပါသည်ယသိကြီးသည်ဗဟန်းနက်ကန့်ကူဆန်နက်ပယင်းနက်စကားနက်ဂမုံးနက်ဒဇင်နက်စက်ချိုနက် နနွန်းနက်စသည့် အပင်နဲ့မျိုးစုံကိုဟိမဝင်တာတော်မှစောင်းယူခဲ့သူဖြစ်သည်ဆို၏၎င်းရသေးကြီးကိုပုပ်ပါတောင်အထက်ရသေးဟုလည်းခေါ်ဆိုကြသည်ဥတီလာအကြောင်းမှလည်းစိတ်ဝင်စားစရာပင်ဥတီလာသည်ပုပ်ပါတောင်ကလတ်ထက်သို့အမြဲကြွလာတတ်၏အလွန်အေးချမ်းသောစောင်းရာတီ၌ကျက်သစ်များကြားများနှင့်အတူမီးလုံလျက်တရားအားထုတ်လေးရှိသည်ဆို၏ထို့ပြင်ဥတီလာ၏ညီဦး ဝီနီရှားမာလဲတောင်ကလက်ဤအရှိမြောက်ဖက်တွင် ထွက်ရက်လန်းသို့ပေါရောက်ခဲ့သူဖြစ်သည်ဦးဝီနီရှားအား1926ခုနှစ်ကပင် အသက်105နှစ်ရှိပြီဟုဆိုစမှတ်ပြုကြပါသည်ဘိုးမင်းကောင်ဘိုးမင်းကောင်၏အမည်ရင်းမှာဦးဘိုးအောင်ဖြစ်သည်ဘိုးမင်းကောင်ကိုပုတ်ပါတောင်မကြီးအရှိမြောက်ဖက်ရှိစင်မြင့်ရွာ၌ဥအောင်ပုဒေါ်မင်းတစ်တို့မှ ၂ရက်၅လ1880ခုနှစ်တွင်ပွားမြင်ပါသည်။ဝေးချင်း၅ဦးအနက်ဒုတိယသားဖြစ်၏။ငယ်စဉ်ကရှင်သာမကေဝိခဲ့ပြီးယဟန်ဝိတော်အခါ ရှင်အာစိနဘွဲ့ရရှိသည်။ယဟန်ဆေဝါအရာတွင်ဦးအာစိနအောက်ပြည်မြို့ရွာများသို့လှည့်လည်သွားရောက်ခဲ့သည်။ထို့နောက်ဇာတိစင်မြင့်ရွာသို့ပြန်လာနေထိုင်၏။ ယဟန်73ဝါအရတွင်ယဟန်ဝိဖြစ်ခီးထွက်သွားပြန်ရာနှစ်30ခန့်ကြာမြင့်သည့်တိုင်မတွေ့ရတော့ပေထို့နောက်1936ခုနှစ်မလဝင်းကျင်တွင် ပုပ်ပါတောင်ကလတ်သို့လူဝိကြောင်ဘဝဖြင့်ပြန်လည်ရောက်ရှိလာ၏ဘိုးမင်းကောင်သည်ဆွေမျိုးသားချင်းများလာရောက်တွေ့ဆုံသည့်တိုင်တုံနိပါဝေနေ၏ဘိုးမင်းကောင်သည်နှစ်30ကြာပျောက်ဆုံးနေစဉ်အတွင်းကချင်ပြည်နယ်ဘက်သို့လည်းရောက်ရှိခဲ့သည် 1918ခုနှစ်တွင်မိုးညင်းမြို့နယ်နမခယုချောင်းကျေးရွာသို့ရောက်ရှိနေထိုင်ခဲ့၏ရင်းသို့နေထိုင်စဉ်ဘိုးမင်းကောင်သည်ပြည်သူအများအားအသက်ဘေးအန္တရာယ်မှကယ်တင်ခြင်းဆင်းရဲဒုက္ခရောက်နေသူတို့ကို ကူညီဆောက်ရှောက်ခြင်းများပြုခဲ့ပါသည်ထို့သော သူ၏ထူးခြားသောအပြုအမူနေထိုင်တို့ကြောင့်1926ခုနှစ်တွင်ကတ္တာမြို့၌မတင်ငါမှုဖြင့်ခိတခဏဖမ်းဆီးခြင်းခံခဲ့ရ၏ ဘိုးမင်းကောင်သည်ကချင်ပြည်နယ်အတွင်းလှည့်လည်နေထိုင်စဉ်တွေ့ဖူးသူ မြင်ဖူးကြသူအများက ထူးဆန်းသောသူအဖြစ်အတိအမှတ်ပြုကြရ၏တခါတည်းကအလွန်အေးသောຢာသည်တွင်တဏီကုံရေစိမ်နေတတ်ပြီးအလွန်ပူသောຢာသည်တွင်တဏီကုံသူ့မိုးပေါ်၌အိတ်လင်လဲအိတ်နေတတ်လေသည် ရသေကြီးဥခန်းဒီမှာဘိုးမင်းကောင်ဤတပည့်ဖြစ်ပြီးဘိုးမင်းကောင်ထံမကြာခဏလာရောက်လေရှိခဲ့သည်1938ခုနှစ်တွင်ဘိုးမင်းကောင်ကတာမြို့စိန်စေဒီအနီး၌ကဗမန္တန်စေဒီကိုတီကာချေချင်ခရီးဖြင့်ပြန်ကြွသွား၏1939ခုမတ်လတွင်ဘိုးမင်းကောင်ပုတ်ပါသို့ပြန်လည်ရောက်ရှိခဲ့သည်ဘိုးမင်းကောင်သည် ပုတ်ပါ၌သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရင်း 9ရက်6လ1952ခုနှစ်တွင်ယခုဘိုးမင်းကောင်ဓာတ်နန်းတီရှိရာနေရာတွင်ကွယ်လွန်သွား၏အချို့ကထွက်ရပောက်သွားသည်ဟုယုံကြည်ကြသည်နတ်တို့ပျော်စံရာ နတ်ကိုကွယ်မှုအစပုပ်ပါတောင်ကြီးကိုနတ်တို့ပျော်ဆန်ရာနတ်တောင်ကြီးအဖြစ်ခေါ်ဝေါ်ကြ၏အနောက်တိုင်းသားအချို့ကလည်းပုံမြင်တန်းနိုင်လာ အိုလံပတ်တောင်ကြီးဟုတင်စားခေါ်ဆိုကြသည်ပုပ်ပါတောင်ဒေသတွင်မြည်သည့်အချိန်ကာလကတည်းကနတ်ကိုကွယ်မှုစတင်ခဲ့သည် ဆိုခြင်းနှင့်ပတ်သက်၍လည်းအယူအဆအမှတ်သားကွဲလွဲမှုရှိနေပါသည်မြမရာဇဝင်ကျမ်းအချို့၌ပကံခိဥ်ကာလသမုဒ္ဒရ မင်းလက်ထက်အချို့ကပြူစောတီမင်းလက်ထက်အများစုကတော့တေးလေကြောင်မင်းလက်ထက်တွင်စတင်ခဲ့ကြောင်းဆိုပါသည် ရာဇဝင်ကျန်းအများစုအဆိုရမူတေးလေကြောင်မင်းခရစ်နှစ်344-389လက်ထက်တွင်တကောင်းမျိုးမှ ရောပါလာသည့်စကားတုံးအားနတ်မောင်နှမရုတ်ထုလောက်ကခရစ်နှစ် 352ခုနှစ်တွင်ပုပ်ပါတို့အိုးဆောင်နတ်နန်းတိဆောက်ပေးခြင်းဖြင့်ပုပ်ပါဒေတာတွင်နတ်ကိုးကွယ်ယုံကြည်မှုစတင်ခဲ့ကြောင်းသိရှိရ၏ထို့သောရင်းမှတ်တမ်းများသည်ကပကံခေဥကာလပုံမြင်ဒဏ္ဍာရီများနှင့်ရောပြွန်လျက်ရှိသည့်အားလျော်စွာမြည်မြ်မှန်ကန်ခိုင်မာမှုရှိသည်ကိုမှန်းဆ၍မရနိုင်ပေဘူမိဗေဒမှတ်တမ်းများအရာဆိုပါမူပုပ်ပါတောင်ဒေတာသည် ကြောက်ခစ်သည့်ဓလိထွန်းကားခဲ့ရာနေမြေဖြစ်ပါသည်ရင်းဒေတာသည်ကြောက်ခစ်ဦးအညာသားဓလိထွန်းကားရာ6ရေနံကြောင်းစသည့်ဒေတာများနှင့်လည်းတဆက်ဆက်သည်တရှိ၏ဥပ္ပါတောင်ဤအနောက်ဘက်15မိုင်ခန့်အကွာအေယာဝရီမြစ်ကမ်းဘေးတွင် လက်ပံခြေပေါ်အမည်ရှိ ရွာတရွာတရှိပါသည်၎င်းရွာသည်ကရှေးဟောင်းသူတေသနာဌာန၏တူးဖော်လေးလာချက်အရာ ကြောက်ခစ်သည်ရွာတရွာဖြစ်သည်ဆို၏တို့ဖြစ်၍အမဲလိုက်လုပ်ငန်းငါးဖမ်းလုပ်ငန်းနှင့်စိုက်ပျိုးရေးလုပ်ငန်းများကို တပြိုင်နက်လုပ်ကင်ခဲ့ကြပေလိမ့်မည်ထိုခေတ်အခါကပင်တီးနှံသားငါပေါများစေရေးအတွက်ထိုရက်၌နေထိုင်ကြသူတို့က ပုပ်ပါ တောင်ကြီးကိုနတ်တောင်တပွဲအာထာကိုကိုွယ်နေကြပြီဟုယုံကြည်ရ၏အမဲလိုက်လုပ်ငန်းကိုလုံခြုံကြသူမုတ်ဆိုးများအတွက်တားကောင်ရရှိဖို့ရာဤပုပ်ပါတောင်ကြီးကို တိုင်တယ်ကိုကိုွယ်ခဲ့ကြပေမည်လားတူစွာပင်စိုက်ပျိုးရေးအတွက်မရှိမဖြစ်လိုအပ်သောမိုးရွာသွန်းစေရေးအတွက်လည်းလေယာစိုက်ပျိုးသူတို့က တောင်ကြီးအားနတ်တောင်အဖြစ်အားကိုးကြကြီးကိုးွယ်စုတောင်းကြပေလိမ့်မည် လက်ပံခြေပေါ်ရွာတွင် နေထိုင်ကြသူများသာမက ပုပ်ပါတောင်ကြီးအနီးဝန်းကျင်၌နေထိုင်ကြသူများအားလုံးထဲဝါမြင့်မားလှသည့်ပုပ်ပါတောင်ကြီးကိုကြောက်ရွံ့မှုကိုးစားလိုမှုများအမှန်ပင်ရှိခဲ့ကြပေလိမ့်မည်ထို့ကြောင့်ပုပ်ပါဒေတာဤနတ်ကိုကိုယ်ယုံကြည်မှုအစကိုကြောက်ခစ်တဲ့ကာလဝင်းစာကွန်ဘိတ်လွန်ခဲ့သော နှစ်ပေါင်း8000ဝန်းကျင်ဟူ၍ မှန်းဆမှတ်ယူနိုင်လိမ့်မည်ထင်ပါသည် ရင်းတောင်မှစတင်အခြေတည်ခဲ့သည့်ကြောက်ခစ်သည့်လူသားတို့သည် ပုပ်ပါနှက်တောင်ကြီးကို အစဉ်အဆက်ဆက်လက်ကိုကိုွယ်လာခဲ့ကြပြီလိမ့်မည်ယနေ့တိုင်လဲပုပ်ပါဒေတာတွင်နှက်ကိုကိုွယ်မှု ရှိနေစေဖြစ်ပါသည် မဟာဂီရိနတ်မောင်နှမပုပ္ပါဒေတာဤအဦးဆုံးနတ်မှာဗဘဲမောင်တင့်တယ်တို့နတ်မောင်နှမဖြစ်သည်ယင်းနတ်မောင်နှမကိုပကံခိဦးကာလဘီရင်များကပင်အတိမတ်ပြူကြရသည်ဆို၏ပြူစောတိမင်းလက်ထက်မှဆ ảy ၍ပကံမင်းများနှစ်စဉ်ပုပ္ပါတောင်ပေါ်သို့တွားရောက်ကြသည်ဆိုပါသည်မဟာဂိရိနတ်မောင်နှမဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍အမျိုးသားပညာဝင်ဥဖိုးကြားကအောက်ပါအတိုင်းတင်ပြရေးသားခဲ့ပူပါသည် အထက်တကောင်းမျိုးနေပပဲမောင်တင်တဲသည်ခွန်အားကြီးမားတန်စွမ်းလှသည်ကိုတကောင်းမင်းကကြောက်လန့်ဆိုးရင်သည်နှင့်ဖန်းစီထွက်ပြေးလေရာမောင်တင်တဲဤနမကိုမိဖုရားမြောက်ပြီးမောင်တင်တဲကိုမြို့တကြီးခန့်မိဟုထိုမိဖုရားအားဖြားယောင်းခေါ်ယူစေပြီးလျှင်ဖန်းစီစကားပင်တွင်ခြီ၍ဖိုးခြင်းထိုးတတ်လေသည်မိဖုရားကလည်းငါမောင်ငါကြောင့်တေးရသည်ဟု မိဘုံတွင်ပင်ခုံစင်းရာတေသည်နှင့်နတ်မောင်နှမဖြစ်သည်ဆိုသည်၎င်းတို့သည်ထိုစကားပင်တွင် နေကြ၍ဖန်းစားလှသည်ဖြင့်စကားပင်ပါတူးနှုတ်ပြီးလျှင်အေရီမြစ်သို့မျောလိုက်ရာပကံသို့ရောက်ရှိတေလေကြောင့်မင်းကဆဲယူစကားတုံးကိုနတ်မောင်နှမပြုလုပ်၍ပုတ်ပါတောင်တွင်နတ်ကွန်းနှင့်ထားလေသည်ဟူ၍ဖြစ်သည်မဟာဂီရီနတ်မောင်နှမအကြောင်းမှတ်သားချက်များကိုညောင်ရန်ခိရာဇဝင်ကျမ်းပြုပုတ်ကိုဥကလာဤ မဟာယာဇဝင်တော်ကြီးတွင် စတင်တွေ့ရှိရ၏ထို့နောက်ဘိုးတော်ဖျားလက်ထက်စစ်တမ်းများကောက်ယူချိန်တွင်နတ်စစ်တမ်းများကိုနတ်ထိန်တို့ကဆက်သွင်းခဲ့ကြရာမဟာဂီရိနတ်စစ်တမ်းမှရှေ့ဆုံးမှ ပါဝင်လာပါသည်18ဖေဖော်ဝါရီ1859ခုနှစ်တွင်လည်းနတ်အုတ်ကဝိဒေဝကျော်သူဝင်းစာကွန်မိတ်အသက်80နှစ် ်နတ်စရေဒေဝရွှေတောင်ကျော်32နှစ်နဲ့နတ်စောဒေဝပြန်ချီ40နှစ်တို့ကလွတ်တော်အရာရှိကြီးများထံမဟာဂီရီနတ်မောင်နှမစစ်တန်းကိုဆက်သွင်းခဲ့ကြရပြန်ပါသည်၎င်းစစ်တန်းတွင်၎င်းမျိုးနေဘဘဲလုပ်ငန်းလုပ်ကင်သူမောင်တင့်တဲမှာဦးတင့်တော်ဤသားဖြစ်ပြီးနမဖြစ်သူ၏အမိမှာစောမေယာဖြစ်ကြောင်းနတ်ကွန်းတိဆောက်ပုံ ပူဇော်ပတာပုံများနှင့်တကွဖော်ပြပါရှိ၏။နှက်တွင်း၌ပူဇော်ပတာပွဲများကိုနှစ်စဉ်တကြံအတက်နေတွင်၎င်းတပေါင်းလအတွင်းတွင်၎င်းကျင်းပစီရင်လေးရှိသည်ဆိုပါသည်။ထို့ပြင်ဘရင်မင်းမြတ်အိမ်တက်မင်္ဂလာခံယူစဉ်မိတို့မိဘုံပတာကြရမည်ဆိုခြင်းကိုလည်းစစ်တမ်း၌တွေ့ရှိရ၏ထူးခြားသည်မှာရင်းစစ်တမ်းကို ကခုံသည့်နတ်ထိန် နတ်နေတို့အားမဟာဂိရိနတ်ပူကပ်၍ထွက်ဆိုခြင်းဖြစ်ကြောင်းဖော်ပြထားခြင်းဖြစ်ပါသည် ြည်သူဆိုစေကမူမင်းမဟာဂီရိနတ်မောင်နှမသည်ကယနေ့တိုင်မြမနတ်လောကတွင်အရေးပါဆုံးနတ်များဖြစ်နေစေဖြစ်ပါသည်အထူးသဖြင့်ကျေးလက်တော်ရွာများတွင်အိမ်ဆောင်နတ်အဖြစ်ထားရှိပူဇော်ပသကြလေသည်မဟာဂီရိဤမူလအတိတ်ဘယ်မှာတောင်ကြီးဟူ၍သာ ဖြစ်ပါသည် ပုပ်ပါတောင်ကြီးရှိနတ်ကွန်း၌စံနေတော်မူသောနတ်မောင်နှမအားမဟာဂီရိဟုပါဠိ ဘာသာဖြင့်တွဲဖက်ခေါ်ဆိုကြသည်ရွှေပြင်းညီနောင်ရွှေပြင်းညီနောင်နဲ့တူကပကံဘရင်အနောယထာမင်း1044-1089လက်ထက်တွင် စတင်ပေါ်ပေါက်ခဲ့ကြခြင်းဖြစ်၏ချွေဖြင်းညီနောင်အကြောင်းကိုမြမရာဇဝင်ကျမ်းအတော်များများတွင်တွေ့ရှိကြရသည်ဇက်လန်းမှာအောက်ပါအတိုင်းဖြစ်ပါသည်တထုံဘရင်လက်ထက်လွန်ခဲ့သည့်နှစ်ပေါင်းတထောင်ကျော်အချိန်ကယဟန်တပါးသည် မြစ်တွင်း၌ရေချိုးနေစဉ်ဗျက်တစ်ချက်ရေတွင်မျောပါလာသည်ကို တွေ့ရှိရ၏ဗျက်ဟူသည်တစ်သားလင်ပန်းကွင်းဆောင်ကွင်းပိတ် Wooden Trail ကိုခေါ်ဆိုခြင်းဖြစ်ပါသည်ပြက်သည့် ရန်တော်အနီးသို့ရောက်၍ကြိရှိလိုက်သောအခါဗျက်ထက်တွင်အိန္ဒိယနယ်ဖွားကလေးငယ်နှစ်ဦးကိုတွေ့ရှိရလေသည်ယဟန်တော်သည်ကလေးနှစ်ဦးအားကျောင်းသင်ခန်းသို့ခေါ်ဆောင်သွားလေသည်ထို့နောက်ယဟန်တော်သည်ကလေးအကြီးအားဗျက်ပိဂွင်းစာကွင်းပိတ်ဖြတ်ထွေးကလေးငယ်အားဗျက်တဟု အမည်ပေးလျက်ကောင်းစွာကြွေးမွေးပြုစုဆောက်ရှောက်၏ ကလေးငယ်များအရွယ်ရောက်ချိန်တွင်ယဟန်တော်ကြွရောက်ရာတောလန်ခီးသို့လိုက်ပါသွားလေရှိပါသည်။ဒီချိန်တွင် တောလန်ခီးသွားရင်ဝိဇာအလောင်းဝင်းစာခွင်ပိတ်ဇောကြီးဖိုးဝင်ကို တွေ့ရှိခဲ့သည်။ထိုအခါဆရာတော်ကကျောင်းသင်ကန်းသို့ယူဆောင်သွားရန်ညွှန်ကြားလျက်ခီးဆက်ခဲ့လေသည်။ဆရာတော်ခီးမအပြန်ကျောင်းသင်ကန်းသို့ ရောက်ရှိချိန်တွင်မူဇောကြီးဖိုးဝင်သားမှမရှိတော့ ပြဝီပြတ္တညီအကိုတို့ချက်ပြုတ်စားတောက်ပြီးကြလေပြီဆရာတော်သည်ပြဝီပြတ္တညီနောင်ဇောကြီးဖိုးဝင်သားကိုစားလိုက်ကြပြီမို့တိတ်တိပေါက်မြောက်သွားပြီဖြစ်ကြောင်းသိရှိရသည်နှင့် အဖြစ်ပြက်လုံးစုံကိုတထုံဘရင်ထံမိန်ကြားတည်စေလေသည် ်ထိုအခါတထုံဘရင်အမိန့်တော်ဖြင့်ပြဝီပြတ်တညီနောင်တို့ကိုလိုက်လံဖမ်းဆီးစေတော်သည် အကိုကြီးဖြစ်သူပြဝီမှာတထုံဘရင်ဤဖမ်းဆီးမှုကိုခံရကကုမျက်ခံခဲ့ရ၏ညီငယ်ပြတ်တမှာမူထွက်ပြေးလွမြောက်သွားသည်ပြတ်တသည်တထုံမှထွက်ပြေးလာရာ ပကံပြည်သို့ရောက်ရှိလာခဲ့သည်ကြက်တပကံတွင်အနောယထာမင်းထံအမှုထမ်းဤသူသည်ဇောကြီးဖိုးဝင်သားစားထားသူဖြစ်သည့်ဖြင့်ကာယသိတ်ထိပြီးမြောက်နေသည် သို့ဖြင့်အနောယထာမင်းကခန့်ထားသောပန်းတော်ဆက်ရာထူးကိုစွန်းစွန်းတမန်ထမ်းဆောင်နိုင်ခဲ့လေသည်ဂျက်တာသည် နေ့စဉ်ပုပ်ပားတောင်သို့ပန်းခူးရန်သွားရောက်ရ၏ပုပ်ပားနှင့်ပကံမှာတာမန်လူတယောက်အဖို့ခုနှစ်ရက်ခရီးဖြစ်တော်လဲဂျက်တာအဖို့ဇော်ဂျီဖိုဝင်သားစားထားသောကြောင့်သာတိတ်တိပြီးမြောက်ပြီးနေ့စဉ်သွားရောက်နိုင်ခြင်းဖြစ်လေသည်ဂျက်တာသည် ပုပ်ပားတောင်ပေါ်တွင်ပန်းရှာခူးရာမှလှပချောမောသည့် ပန်းစားဘလူးမှမေဝနာနှင့်တွေ့ဆုံခဲ့သည်ဗျက်တာနှင့်မေဝနာတို့ရင်းတို့တွေ့ဆုံကြရာမှတဦးနှင့်တဦးရင်ငံမိကြသည် ထို့နောက်များမကြာမီတားငယ်နှစ်ဦးပင်ထွန်းကားခဲ့သည် တနေ့တွင်ဗျက်တာသည်နန်းတော်သို့အခစားဝင်ရန်နောက်ကျခဲ့ရာမှမင်းပြစ်မင်းတန်တင်၍ကုမျက်စီရင်ရန် အမိန့်ထုတ်ပြန်ခြင်းခံခဲ့ရ၏ပြတ်တသည်မိမိအားမကုမျက်မီအခွင့်အရေးတစ်ခုပေးအပ်ရန်အနောက်ထာမင်းထံတောင်းခံခဲ့သည့် မိမိတွင်သားငယ်နှစ်ဦးရှိရာ၎င်းတို့အားကျွေးမွေးပြုစုဆောက်ရှောက်ပေးပါရန်ပန်ကြားခဲ့ခြင်းဖြစ်ပါသည်ပုပ်ပါရှိမေဝနသည်အဖြစ်ပြက်လုံးစုံကိုကြားသိရသောအခါမိမိ၏သားငယ်နှစ်ဦးကို ဖြင်းများတွင်ထဲ့ကမြစ်ကြောင်းမှမျောချလိုက်၏ဖြင်းနှစ်ခုသည် ပကံစိတ်ကန်းသို့ကပ်ရောက်လာလျှင်အနောယထာမင်းကရွှေဖြင်းကြီးရွှေဖြင်းငယ်ဟု အမည်ပေးလျက်ကျွေးမွေးပြုစုဆောက်ရှောက်ခဲ့လေသည် ကလေးငယ်နှစ်ဦးမှလည်းဗျက်တာဤသားများဖြစ်သည့်အလျောက်ရဲစွမ်းတတ်တည်နှင့်ပြည့်စုံကပကံဘရင်ဤရေးပေးခြင်းကိုခံကြရလေသည်16ဒီဇင်ဘာ1059ခုနှစ်တွင် အနောယထာမင်းတရုတ်ပြည်သို့ဦးတီချီတက်သွား၏မူလရွယ်ချက်မှာတရုတ်ပြည်ရှိဗုဒ္ဓဆွေတော်ကိုပင့်ဆောင်ရန်ဖြစ်ပါသည်သို့သော အစင်မပြေခဲ့အနောယထာမင်းသည် ရင်းတရုတ်ပြည်သိမ့်ပိုက်ပွဲတွင် ရွှေပြင်းညီနောင်တို့၏အကူအညီကိုများစွာရယူခဲ့ရသည် ဆိုပါသည်တရုတ်ပြည်မှအပြန်တွင်မြန်မာတပ်များမတရားမျိုးတောင်ပြုံးအရက်၌ဆူတောင်းပြေစေတီတည်ခဲ့ကြ၏ရင်းစေတီတော်၌ဘရင်နှင့်မင်းမှုထမ်းများကုသိုလ်ပါဝင်ခဲ့ကြသည်သို့သော ချွေပြင်းညီနောင်အားအလေးပေးမှုပေါ်နန်းတွင်အမှုထမ်းအလုံးကမကြည်ဖြူကြ။နောက်ဆုံးမင်းမှုထမ်းအများဤဂုံချောစကားအရချွေပြင်းညီနောင်တို့စီရင်ကိုမြတ်ခံခဲ့ရသည်။ထို့ဖြင့်ဆူတောင်းပြေးဇေဒီတရား၌အုံနှချက်လက်နေခဲ့ရသည်ဟုဆို၏။ချွေပြင်းညီနောင်တို့ကို စီရင်ကိုမြတ်ရသည်မှာလွယ်ကူလှသည်တော့မဟုတ်ပေ။တကိုးသိသိရှင်များဖြစ်ကြသည့်အားလျော်စွာကိုယောင်ဖြောက်ရှောင်းတိန်နိုင်ခဲ့ကြသည်ဆို၏။ နောက်ဆုံးဖန်းစီရမိ၍ညီနောင်နှစ်ပါးကိုကျိုးဖြင့်တုံနှောင်ကဝရင်တို့ဖြင့်ရိုက်နှက်ကွံ့မြက်ခဲ့သည်ဆိုပါသည်ချွေပြင်းညီနောင်တို့အားစီရင်ကွမျက်ပြီးအတန်ကြာချိန်တွင်အနောယထာမင်းတိုင်းငန်းလှဲ့လေရာမှအပြန် ARR မြစ်ကြောင်းတနေရာ၌ဖောင်းတော်ရွေးရှားမရပဲရက်တန့်သွားခဲ့၏ကျွမ်းကျင်သူနတ်ခတ်ဗေဒပညာရှင်များနှင့်မေးမြန်းကြည့်တော့ဖောင်းတော်ရက်တန့်ရခြင်းမှာ ရွှေပြင်းညီနောင်တို့သည်အနောထာမင်း၏အမှုတော်ကိုထမ်းရွက်ခဲ့ရဘူးတော်လဲယခုကနတ်များဖြစ်နေပြီးနေထိုင်စရာမရှိသောကြောင့်ဖောင်တော်ကိုရက်တန့်စေခြင်းဖြစ်ကြောင်းလျှောက်ထားကြသည်ထို့ဖြင့်အနောထာမင်းကဆူတောင်းပြေစီသည့်အနီးတောင်ပြုံးအရက်တွင်နတ်နန်းဆောက်လုပ်နေထိုင်ခွင့်ပြုခဲ့သည်ချွေပြင်းညီနောင်နတ်တို့သည်လည်းမဟာဂီရိနတ်မောင်နှမတို့ကဲ့သို့ပင်နတ်ကိုးွယ်မှု၌အေးပါသောအခန်းခန္ဓာမှပါဝင်ခဲ့၏ မင်းနှောင်းမင်းတရား1859ခုနှစ်တွင်မန္တလေးမြို့ရတနာဘုံနေပြည်တော်ကြီးတီဆောက်ခဲ့စဉ်ကချွေပြင်းညီနောင်ကိုလည်းအရေးထားပူဇော်ပသခဲ့ကြောင်းတွေ့ရှိရသည် ထိုစဉ်ကပညာရှိပုံနာကောလက်ဆန်တင်ကြားပူဇော်ပသခဲ့သည့်ဂါထာပတ်နေတရားတွင်အိတာဂစ္စဒေဝဘာတုပိတာမာတာနိဘာကုလာဗလိန်ဒေမတင်ကဟထံရာဇံပါလ တလာတကံဟူ၍တွေ့ရှိရသည် အနက်အဓိပ္ပာယ်အဖြစ်ပိတာမာတာနိဘာကုလ plus အဘကလာမျိုးအမိဘလူးမျိုးဖြစ်သောဒေဝဘာဟုနတ်ညီနောင်ဂွန်းစာကွန်ပိချွေပြင်းညီနောင်တို့သည်အစ္စဂစ္စဤမျိုးတော်တီမီအရက်တို့ လာပါကုန်တော့ဗလိဗလိနတ်စာကိုတင်ကဟထံချီးမြှင့်ထောက်ပံ့ခြင်းကဒေမပေးကမ်းပါ၏ ရာဇန်မင်းတရားကြီးအားတညာတကံမိဖုရားသားတော်တမိတော်ဆွေမျိုးတော်တို့နှင့်တကွပါလဆောက်ရှောက်ပါစေသောဟူ၍ဖြစ်ပါသည်ပင်စမသင်္ဃာယနာတွင်မင်းုံမင်းတရားအနေဖြင့်ချွေပြင်းညီနောင်တို့အားအလေးကယူပြုပသခဲ့ခြင်းမှာများစွာစိတ်ဝင်စားဖွယ်ရာကောင်းလာပါသည် ဲ့ပါရှင်စောက်လူဒီမှာပဲခေတ္တခဏရနာလိုက်ပြစီเนาะနားစင်အားပေးကြတဲ့အားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင်ကျမ်းမာပြီးခင်ကြပါစေ now တပိုင်းကြရင်တော့ ီစာအုပ်လေးရဆက်သိမ်းမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဆက်သိမ်းမှာဆက်လက်ကြံလည်ပြီးတော့တွေ့ဆုံကြပါမယ်ရှင်